အဲ့တော့ဗုဒ္ဓဥဒ္ဒသမီးတွေအတွက်ကံကြမ္မာဖတ်ကြပြီမှာဖြစ်ပါတယ်ဗုဒ္ဓဥဒ္ဒသမီးတွေအတွက်ကြလာတယ်တေရောနမိတ်ကကြတော့ဘုံကြီးဆိုတဲ့နမိတ်ကြတော့နော်ဘုံကြီးနမိတ်ကကြတော့ဒါယမရမကောင်းတဲ့နမိတ်ပေါ့ရေကန်တဲ့ကြာသင်းဖြစ်တာကိုညွှန်ပြအဲ့တော့ဗုဒ္ဓဥဒ္ဒသမီးတွေကဒီကလာမှာအလုံးနဲ့ပတ်သက်ပြီးတော့အိမရမကံတော်တာကောင်းတတ်တဲ့အချိန်ကလာမျိုးဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ကံကောင်းမယ်ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ် အလုံးမှာယာတုတိုးခြင်းတွေလာတာတိုးခြင်းတွေနေရာကောင်းရခြင်းတွေဂျုံတက်ပါတယ်ကိုလက်ကြီးလုပ်ကန်နေတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဒါလုပ်ငန်းတိုးချဲ့ရခြင်းတွေလည်းပဲတော်တော်လေးထူးထူးခြားခြားဂျုံတက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုံးမှာထက်လူကြီးတွေဆရာသမားတွေရဲ့ကူညီမဆမ်းမှုရရှိတတ်တဲ့အချိန်ကာလမျိုးလည်းဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ရင်တော့အင်မရမကန်သာတာကောင်းတဲ့အချိန်ပါပဲဒီတိုင်းမှာစီးပွားရေးလုပ်ငန်းဆောင်တာတွေလုပ်ရင်ကောင်းမလားမကောင်းလားဆိုရင်လုပ်ကိုကောင်းတယ်ကောင်းတယ်ပေါ့နော် ုတ်တယ်မလုတ်တယ်ဆိုရင်လုတ်ကိုလုတ်တယ်နဲ့လုတ်လို့ရှိရင်အောင်မြင်လားမအောင်မြင်လို့အောင်မြင်မယ်အလုတ်ကြောက်တာရနိုင်မရနိုင်ရနိုင်တာပေါ့နော်အဓိကတော့သူကထထသွားသွားလာလာအလုတ်တွေတဲ့အဓိကပြောချင်တာတော့ခရီးနဲ့ပတ်သက်တဲ့အလုတ်တွေတဲ့ထိုင်ပြီးတော့လုပ်ရတဲ့အလုတ်တွေမှာပို့ပြီးတော့အောင်မြင်မဲ့ကံတာတာမျိုးရှိတတ်ပါတယ်နမင်္ဂကကြတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကံကြောတာတာပေါ့နော်အဲ့တော့ဘုရုသားသမီးတွေရဲ့မိသားစုနဲ့ပတ်သက်တဲ့အတွင်အိမ်တွင်းလေးတွေမှာကြတော့နည်းနည်းအတိုက်အခံလေးတွေဖြစ်တတ်တယ် အငင်းကုံလေးတွေဖြစ်တတ်တယ်အစင်မပြေမှုလေးတွေကြောင်းရတယ်လူမျိုးရေးနဲ့ပတ်သက်တဲ့ကံတရာကတော့တလပါတဲ့အချစ်သူနှုတ်ကကြတယ်လူချစ်လူခင်အရန်များတာပေါ့နော်အဲ့တော့ဘောရူသားသမီးတွေတွေလူချစ်လူခင်အရန်များတဲ့ကာလဖြစ်တယ်စမ်းပွင့်တဲ့ကာလဖြစ်တယ်အချစ်ရေးနဲ့ပတ်သက်ပြီးတော့ကံတရာအထူးကောင်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အောင်ွေကျင်းနဲ့ပတ်သက်တဲ့ကန္တရာမှာကျတော့သေမင်းကသေမင်းကကတော့ပူပန်တော့ကရောက်ရတာပေါ့နော်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတာပေါ့အဲ့တော့ဘုရုသသမီးတွေဟာ ရပြကြီးတဲ့ငွေတွေတို့လိုတဏ္ဍဖြစ်တတ်တယ်ပေးရကြီးတဲ့ငွေတွေလည်းပဲထင်းကောက်ကြံ့ကြံ့မှုတွေကြုံရတတ်တယ်မနေ့တောင်းမှန်နေရတာမျိုးတွေကြုံရတတ်တယ်အခက်အခဲလေးတွေဖြစ်တတ်တာပေါ့အဲတော့ငွေချင်းနဲ့ပတ်သက်ရင်တော့အထူးသတိထားဖို့လိုအပ်ပါတယ်ကျမ်းမာရေးကျမ်းမာရေးတော့အစိုးရမဟုတ်ပါမကြကနာခေါင်းမူတာမျိုးတွေကြုံရတတ်တယ်ခေါင်းကြိုက်တာမျိုးတွေကြုံရတတ်တယ် ာပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍမှာကျတော့ရှင်ပြန်ထမြောက်တဲ့ရှင်ပြန်ထမြောက်တော့တရားနေပြန်ရှင်တာပေါ့နော်အတိတ်ပဲကတော့ကျတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာအခက်အခဲတွေကြုံပြီးတော့မှအစဉ်ပြေသွားတာမျိုးအောင်မြင်သွားတာမျိုးတွေကြုံရတတ်တယ်အဓိကတော့ဒီဗုဒ္ဓဥဒ္ဒသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍကတော့ကောင်းပါတယ်ထိရင်တော်ရေးနဲ့ပတ်သက်တဲ့ကဏ္ဍလည်းမဆိုးပါဘူးကောင်းတယ်ပေါ့နော် တော့အိမ်ဆောင်တွေမှာတော့ထူးခြားချက်ကတော့သာသမီတို့ရင်သွေးရတနာတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်တယ်။နောက်လူငယ်တွေကျတော့ဆေးဆက်ကြောင်လန့်ကိစ္စမင်္ဂလာကိစ္စတွေကြုံရတတ်တယ်။နောက်ချစ်သူရဲ့မိမိတဲ့အဆသရာတာလွန်သောသူနဲ့အိမ်အောင်ကြတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဘယ်ကနေအစဉ်ပြေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလဲ။အဓိကပြောချင်တာကတော့ဒီဗုဒ္ဓဘုရားသမီးတွေရဲ့ကံစားတာမှာမိမိတို့ရဲ့စီးပွားရေးတို့အလौကိုင်းတွေအကျံတွေစိတ်ကူးတွေအောင်မြင်မှုရတတ်တယ်။ အထက်လူကြီးတွေဆရာသမားတွေရဲ့ကိုညီမဆမှုခံတတ်တယ်လူချစ်လူကင်အင်မတန်များတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်အဲကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့မမျှော်လင့်မနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်တော်တော်လေးကောင်းပါတယ်နော်အင်မတန်မကောင်းတယ်လို့ပြောမှဖြစ်ပါတယ်အဲဒီနေ့မှာသတိထားစရာတစ်ခုတော့ရှိတယ်အဲ့ဒီတစ်ခုကဘာလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပါနော်သူကသေမင်းဆိုတဲ့နာမည်ကြတာ哦 တိမ်မင်းကကြတာဖြစ်တဲ့အတွက်ပတ်စံနဲ့ပတ်သက်ပြီးတော့ချီးတာငှားတာအာမခန္ဓာတွေလုံးဝမလုံသင်ဘူးလို့အကြံဉာဏ်ပေးကြတယ်။ဝိဒ္ဓေကိုအကြောင်းပြုပြီးတော့ပတ်စံချီးတာငှားတာအာမခန္ဓာတွေမလုံသင်ဘူးလုံးလို့ရှင်မမျောလင်းမနဲ့ပူပန်တော့ကရောဝတ်တတ်တယ်။ရစရာကြီးတဲ့ငွေတွေချောချောမောမောမရတာမျိုးဖြစ်တတ်တယ်။ပေးစရာကြီးတဲ့ငွေတွေလည်းချောချောမောမောမပေးနိုင်တာမျိုးတွေဖြစ်တတ်တယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောဝတ်ခြင်းတွေကြုံတတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက် ဒီကတော့လောင်းကလာနဲ့ပတ်သက်တဲ့ဂိတတွေမှာလုံးဝမလုံတင်ဘူးလုံးလို့ရှင်လည်းအဆင်မပြေဘူးအထုသတိထားတင်ပါလေနော်ကျန်တဲ့ကန္တာတွေကတော့တော်တော်လေးကောင်းပါလေဗုဒ္ဓဥသာသမီးတွေအတွက်ကောင်းတဲ့ကံတရားတွေများပါလေအဲ့တော့ဗုဒ္ဓဥသာသမီးများအတွက်ကျွန်တော်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရာကတော့အဖြူရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါလေနှစ်စာ၄စုံ၄စာ၄စုံစတဲ့နံပါတ်တရားကြတော့ဗုဒ္ဓဥသာသမီးများအတွက်ကံကောင်းစေတဲ့ lucky နံပါတ်တွေဖြစ်ပါလေ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟိုတဲ့ခရီးပန်းတို့ခရီးညွန့်တို့ကော်ရီခေါက်ဆွဲတို့เนาะကလူပူသောကြောင့်ဆူတောင်းမှာအញ្ញံခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးလိုရာ ဆန္ဒရရှိစေမှာဖြစ်ပါတယ်